မိဒန်သမိုင်းထဲမှာမြန်မာပထမဆုံးအင်္ဂလိပ်မြန်မာမိဒန်ကိုစူးစမ်းဖန်တီးခဲ့သူဖြစ်ဒီနေ့ထိမှတ်တမ်းတင်ခံရသူကတော့ ကောင်းပါစေမြမမင်းရဲ့ဒါရောကြီးတော်ဖြစ်တဲ့မြခရမင်းသားကြီးပါမြမမျိုးသားတို့ခေတ္တပညာဘုဒ္ဓတာဒုတည့်ရေးအတွက်လက်မွန်ပထမကျန်းစီဆောင်ရွက်ခဲ့သူတွေတဲ့ချိဆောင်သူဖြစ်တဲ့မြခရမင်းသားကြီးရဲ့ဘဝအထောက်ပံ့နဲ့အတူသူဖန်တီးခဲ့တဲ့မြမပထမဆုံးအင်္ဂလိပ်မြမအပီတန်းကြောင့်စေဝင်စားပွဲဒုတာထွေတွေကိုဒီကနေ့ငါမြင့်မြမစာ channel ကနေပုံယူလေးများစွာတင်ဆက်ပေးသွားမှာမို့ကျမတို့ဒီဆုံးနာဆင်ကြည့်ရှုပေးဖို့ထိုက်တွန်းလိုက်ပါရစေရှင် ကုန်းမောင်စင်မြမသမိုင်းကိုလေးလာတဲ့အခါမြေတူရာကြောင့်အမှန်မှတတ်တဲ့မိခင်မိသားနှပါရှိပါတယ်ပထမတစ်ပါးကအမရဘူရာပထမမျိုးတီဘူတော်ဘရုံမင်းရဲ့သားတော်မင်းရဲ့ကျော်စွာပွဲကမောင်ပြူဖြစ်ပြီးမြမနေ့1153မှာဖွားမြင်ခဲ့သူပါနောင်မခရမျိုးတွေမကပဲဗန်းကြီးတိုင်းနေကိုပါစားကြရပေမဲ့မခရမင်းသားလိုပဲနာမည်တွင်ခဲ့ပါတယ် ဆိုခဲ့တယ်ပထမမြက်ခရအမင်သားဟာမာဂျီတော်စကိုင်းမင်းနဲ့တာယာဝရီမင်းတို့ရဲ့ဦးလေးတော်ဆက်ပြီးမြန်မာနိုင်ငံတော်ခေတ်တိကိုထူထောင်လိုတဲ့သူအနေနဲ့ရောပထမဆုံးအင်္ဂလိပ်မြန်မာပြည်ထောင်ကိုပြုစုခဲ့သူအနေနဲ့ပါထင်ရှားသူဖြစ်ပါတယ် လွတ်တော်တဲ့မင်းသားကြီးတစ်ပါးဖြစ်တဲ့အပြင်ကျူတော်မင်းတရားရီရဲ့ယုံကြည်နေစခြင်းကိုခံရတဲ့မေခရမင်းသားကြီးဟာနိုင်ငံသူကိုတခြားသူတွေထက်ပေါပေါရောက်ရောက်အောင်မြင်မြင်ဆောင်ရွက်ဖို့အခွင့်အရေးရှိခဲ့ပါတယ်။ဘာကြီးတော်လက်ထက်အရှိအိန္ဒိယကုမ္ပဏီရဲ့ကိုယ်စားလှယ်ဖြစ်ရောက်လာတဲ့ကပ္တိန်ဘာနီရဲ့မှတ်တမ်းအရမေခရမင်းသားကြီးဟာအင်္ဂလိပ်ကုမ္ပဏီမစ္စတာရောဂျာစီကအင်္ဂလိပ်စာကိုသင်ယူတက်မြောက်ခဲ့ကြောင်းသိပ္ပံလောကရပညာကိုလက်ခံယုံကြည်ပြီးစိတ်ဝင်စားကြောင်းနန်းတော်ရဲဝင်ထွက်ကားစားနေတဲ့အင်္ဂလိပ်ကုန်တဲ့မစ္စတာလင်ကတစင်ဖရီးရဲ့ဆွေဆောင်ကြမ်းစုံကိုရရှိပြီးဖတ်ရှုလေ့လာခဲ့ကြောင်း မူရင်းတမချန်းပြင်ဒေါက်တာကျက်စင်ပြန်ဆိုတဲ့တမချန်းနဲ့ဂျွန်စင်ရဲ့အ비ဒံကိုပါဆောင်ထားပြီးလေလာကြောင်းရီးရဲ့ဆွေဆောင်ချန်းနဲ့ကအသိပံပညာချောင်းရီကိုမြန်မာဘာသာကိုပြန်ဆိုပြီးမစ္စတာလိန်စီပေးပို့တဲ့ချောင်းတွေကိုလည်းတည်ရပါတယ်။ဒါကြောင့်လေကပတိန်ပါနေကမက်ကယာမင်သားကြီးကို ကုန်းမောင်ခဲမင်းကြီးမင်းသားတွေတဲ့ခင်မိပြီးညံမျောမြင်တဲ့ပြည်စုံလို့ထူကြတဲ့ပုံစံတို့ဖြစ်တဲ့အကြောင်းမှတ်တမ်းတင်ထားခဲ့ပါတယ်။ခရင်နှစ်1840ခုမှာကလကတာမြို့ကသာသနာပြုစာပုံလေးတိုက်ကနေဒီမိုင်းဆိုင်ကြီးနဲ့ပုံမိထုတ်ဝေနိုင်ခဲ့တဲ့မြန်မာပထမဆုံးအင်္ဂလိပ်မြန်မာအပိဒါဟာစလုံးပေါင်း2000ကျော်စာမျက်နှာပေါင်း168ထိပါဝင်ပြီးအရွယ်ကြီးတဲ့စာအုပ်တုံးဖြစ်ပါတယ်။သောအုံမြင့်နှဖုံးမှာအင်းဝဘရင်ရဲ့ဥလေးဖြစ်တဲ့မကယာမင်သားကမြမဘာသာအပိုင်းကိုဂယုတစိုက်ပြန်ပြီးတိဖြတ်ခဲ့တဲ့အကြောင်းကိုအင်္ဂလိပ်ဘာသာနဲ့အခုလိုဖော်ပြထားပါဗျ။ မြန်မာပထမဆုံးအပီရန်ပညာရှင်လက်ခရမင်သားကြီးဟာမြန်မာနှစ်1230ပြည်ဒုတိယဝါဆိုလာပြည်ကျော်ရှိရနေမြတ်တော်59နှစ်မှာတန်ကုန်တော်မူခဲ့တဲ့အကြောင်းကိုဂုံမောင်ဆက်မြန်မာရာဇဝင်တော်ကြီးမှာမိဖုရားခေါင်းကြီးပါလက်ခရမင်မဟာသီရိသူတမရာဇာတန်ကုန်တီကိုအရှင်နှပါရွှေဝေါ်စီ၍ထွက်တော်မူပြီးလျှင်ဝိရင်တွင်တကြွတော်မူ၏